ာမီစကိုမိုဘိုင်းလေးကြိုက်ပြီးကြီးဖယောက်သွားပြီလေ M series ရဲ့ထုံးစံအတိုင်းဇန်နဝါရီမှာပြုလုပ်မဲ့2020 M7 series လဲလာတော့မှာဆိုတော့လူတိုင်းတော့ကိုကြိုက်တဲ့အသင်ရှိလောက်မဲ့ထင်ပါတယ်။တချို့ပြိတက်တွေက Barmy Schools ကို M2 moment တွေနဲ့ပဲတတိယကြပြီမဲ့သူတို့ဟာ local stage မှာတော့ pride တစ်ခုစာကျန်းဆဲဖြစ်ခဲ့တဲ့အသင်တစ်ခုဖြစ်ပါတယ်။ဘသူကများ brand e-sport နဲ့အကျိအနယ်ရှင်ပြိုင်ပြီး M2 champion ရဲ့တိုက်တဲ့ကိုလက်တကန်းနဲ့ဆုံးလိုက်ခဲ့ရတဲ့မြမကုံဆောင် O Barmy School ကိုမြင်နိုင်ကြပါလဲ။ Barmy Schools ဟာ M series ကိုရောက်ဘူးတဲ့ပထမဆုံးအသင်းမှာတကယ်တော့ M2P ရဲ့နောက်ပိုင်းမှာလဲ New PG ကသူ့ဟာနဲ့သူ local ကာလာတကူအနေနဲ့ကြမ်းခဲ့ပါတယ်။လက်ရှိလောလောဆယ်မှာတော့တက်တက်ဆရပုံးပြီးတွေကလည်းကြမ်းနေတော့ကိုရီဘယ်ရောမှမမုန်းခဲ့တဲ့ Barmy School လို့ပြောလိုက်ရင် M2 movement တွေကိုပဲမှတ်မိလောက်မှချင်ပါတယ်။ BG တို့ပြောလိုက်ရင်ပရိသတ်တွေက H, Kate, Ruby DD, D ice ice ဒီ၅ရောက်ကိုအရှိပြင်းပြကြမှာအမှန်ပါပဲမှန်ပါတယ်ဒီ၅ရောက်က BG အောင်မြင်မှုခြေနဲ့အစားပါ OBG အနေနဲ့ M3 တွေပါဝင်ခဲ့ခြင်းမရှိပေမဲ့2023 M4 တွေ Barmis ကိုအသင်းဟာ New Light အသင်း New Generation အနေနဲ့ Nico Jungle, Jogan EXP, Blink Ro, Dish Go နဲ့ပြန်လည်ပါဝင်လာပြီး Barmis ကို New Generation အဖြစ်အကောင်းဆုံးပုံစံချပြခဲ့ပေမဲ့ Color Final မအောင်ခဲ့ပါဘူး။ 2024 FI ကတော့ဘာမစ်ကိုအနေနဲ့မတူတဲ့ပုံစံမျိုးနဲ့ပရိသတ်ရှိကိုပြန်လည်ရောက်ရှိလာပြီးအစ်စ်အစ်စ်တော့ line up matter တွေပုံမူခိုင်မာတဲ့တင်းဝော့များနဲ့ FI qualifier ပွဲတွေ method C နဲ့အကျိအနယ်ရှင်ပြိုင်က M5 တို့ဒုတိယအကြိမ်မြောက် M series ကိုတွားရောက်ရှင်ပြိုင်ကိုရရှိပြီး M5 မှာတော့အဲ့အစစ်နယ်ပဲရက်တည်သွားရပြီမဲ့သူတို့ရဲ့စွမ်းဆောင်ရည်နဲ့စူးစမ်းမှုတွေဟာမြန်မာမိုဘိုင်းလေးကျက်ဖန်တွေအတွက်တန်မိုးရှိတဲ့ moment လေးတစ်ခုဖြစ်ခဲ့ပါတယ် တကယ်နောက်ဆုံး BG generation တစ်ခုဖြစ်ခဲ့တဲ့ playline အကတော့ Nico, Lina, Stitch, Link, Shero ဖြစ်ပြီးသူတို့၅ယောက်ကတော့လုံးဝ BG အဆုံးသတ်နောက်ဆုံးပါပဲ။ Nico လို့ပြောလိုက်ရင်အခုလက်ရှိမိလိုက်နာ Nico ကို မြင်ကြမှာအမှန်ပါပဲ။ Nico မိကဂျန်လို့ဂျန်ကလာဆော့နေတဲ့ကာလာတစ်ယောက်လုံး objective ဆိုဘယ်တော့မှမလွဲတဲ့ဂျန်ကလာတစ်ယောက်ဆိုလဲမမပါဘူး။ objective ဆိုရင်တော်တော်အမားကင်းကင်းနဲ့စော့နိုင်တာကတကယ်ကိုမလွယ်ကူတဲ့အခြေချင်းတစ်ခုပါ micro mechanic တွေ teamwork တွေအလွန်ကောင်းလာတဲ့ short core တွေနဲ့ team တစ်ခုလုံးအတွက်အရေးအပါဆုံးမိလိန်တာလိနာ local margin မှာက အင်းနာမှာပါအလုံးလုံးစုံမစ်လိန်နာအဖြစ်သတ်မှတ်ခံထားရတဲ့ player တစ်ယောက်လည်းဖြစ်ပါတယ်။တစ်ဆိုလို့ပြောလိုက်ရင်လူတိုင်းချစ်တဲ့ Super Stitch ဆိုတဲ့ nickname ကိုကျိန်းသိပ်ပေါင်းပြင်းနေကြမှာအမှန်ပါပဲ။ goal line မှာတော့ Stitch ကို1 by 1ရှင်နိုင်တဲ့သူမရှိတဲ့လောက်ကိုရှားပါတယ်။တကယ်လည်းမြန်မာနိုင်ငံရဲ့အကောင်းဆုံး goal line နာရီရဲ့ကတယောက် top 3ရဲ့ကျိန်းသိပ်ကိုပါပါတယ်။ဒါဆိုရင်လေရိုမာရဲ့တော်တော်လောက်ွက်ဖြတ်တဲ့အပြင်သူ့ရဲ့အဝင်အထက်တွေကတင်းပြအတွက်အများကြီးအလုပ်ဖြစ်နေတယ်။ မီနာဖလစ်တွဲလုံးကလည်းတကယ်ကိုစထရောင်းဂျူဖြစ်ပြီးတော်နမန့်တွေမှာလောက်ွက်တွေအများကြီးမြင်ခဲ့ရတော့လူတိုင်းကြီးလို့မရတဲ့အမှန်တရားလေးတစ်ခုပေါ့နော်ရှေရိုကတော့လူတိုင်းသိပြီးသားပါ aggressive လား initiate လားဒါမှမဟုတ် backup play style ဒါအပြင် ဘက်လိုက်ဝင်းပုံထောက်ပုံတွေကလည်းအရှမ်းကိုတည်တက်လို့နဲ့ EXP လိန်နာတယောက်ပါဆိုတော့နောက်ဆုံး Barmy School Mobile Legend eSport တစ်ခုမကွယ်ပြောက်သေးခင်မှာတကယ်ကို Good Team One နဲ့လက်ဆွမ်းပြခဲ့တဲ့ eSport တင်တစ်ခုဖြစ်ခဲ့ရပါတော့။ Barmy School အခုပျောက်သွားပြီလေ။ Barmy School Organization ဟာအခုလက်ရှိထိရှိနေပါသေးရဲ့။ Barmy School ပတ်ကြီးအနေနဲ့ run နေသေးပါတယ်။ဒါပေမဲ့ Mobile Legend အတွက်ကရော Barmy School ပြန်လာဖို့ရှိအောင်မလား။ N5 qualifier အောင်ယုံလောင်းတဲ့သာကျင်းပခဲ့ရပြီးဘာအချင်းမမှာထပ်မရရှိခဲ့တဲ့ဘာမီစကိုကတကယ်ကိုလိုင်းအပ်တကူအနေအထားနဲ့ e-sport လောကထဲသာပြန်လည်ဝင်ရောက်လာခဲ့မယ်ဆိုရင်တေချာပေါ့2027 MA Champion ကိုတော့ယူနိုင်မယ်လို့ထင်တယ်။ Organization မှာလည်းအနေအထားတကူရှိရော Sporty ရနိုင်မှုကအသေးချာပါပဲ။ဒါပေမဲ့ Barmi School Organization ကရောဘာကြောင့် Mobile Legend တင်ပြန်မလုပ်တော့တာလဲအပေါ်လဲစဉ်းစားကြရပါပဲ။ ဖီဂျီပြန်လာမလားမလာမလားကတော့အခုထိဘသူမှရေရေရာမမှန်းနိုင်တဲ့ကိစ္စတစ်ခုဖြစ်သေးပါပဲပြီးတော့မကြခင်လေ M7 လာတော့မှဆိုတော့တကယ်လို့များဘာမီစကိုတာပြန်လာခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ Dream Roaster လေးလဲကောင်းမှန်မှချမ်းသာခဲ့ပြီးပါအောင်နော်